မန္တလေးမြို့စကိုင်းမီလာကွန်ဒိုမှာမလင်တန်ကြောင့်အဆောင်ပြေချပြိမိသူတွေကိုပြည်ုံနိုင်ငံကလာတဲ့ကယ်ဆယ်ရေးအဖွဲ့ကစ조사ပန်းစားကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေပေမဲ့ကနအူး၁၂နှစ်အတွင်းကိုဝင်ဆောင်တဲ့အမျိုးသမီးတဦးကိုသာကယ်ထုတ်နိုင်ခဲ့တယ်လို့ဒေသခံတွေက MPP ကိုပြောပါတယ် မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်လမ်း60၂၂လမ်းနဲ့23လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုမှာပိတ်မိနေသူတွေကိုမလ30ရက်မနက်ပိုင်းကစလို့ပြည်ထောင်နိုင်ငံကလာတဲ့ကယ်ဆယ်ရေးအဖွဲ့နဲ့စောစုမီတာ90လို့ပူးပေါင်းကကယ်ဆယ်ရေးလှုပ်ဆောင်နေတာပါမနက်ကလေးက Sky Villa မှာပိတ်မိနေတဲ့ကိုဝင်တဲ့ကိုကယ်ထုတ်ဖို့လုပ်ကြတာတရုတ်ကယ်ဆယ်ရေးအဖွဲ့ပါတယ်မနက်ကလေးကလှုပ်လိုက်တာည7:00ကျော်မှပြီးတယ်ခက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 ်ကယ်ထုတ်ရတာ ကဲထုတ်ရတဲ့ကဲဆဲအဖွဲတွေပါတော်တော်လေးဒုက္ခရောက်ကြတယ်။အပုံနှံ့တွေလည်းနန်းကိုဝင်တဲ့ရဲ့ခြေထောက်ကညံ့နေတော့ခြေထောက်နှစ်ဖက်လုံးကိုဖြတ်ပြပြီးမှဆွဲထုတ်ရတာဆွဲထုတ်ပြီးချိန်မှာအောက်ရောက်တော့ဆရာဝန်အဖွဲကအရေးပေါ်အသက်ကြီးတာတွေလွတ်ကြပြီးမဲ့အခြေအနေသိပ်မကောင်းဘူး။အဲ့နာကကဲဆဲကြီးတွေပြောတာတော့မရတော့ဘူးပြောပြီးမဲ့ကဲဆဲကြီးအဖွဲကတော့လူနာတင်ရင်ကိုတည်သွားတယ်လို့ကိုယ်တိုင်မြင်တွေ့ခဲ့သူကအမတ်ပီကိုပြောပါတယ်။ အဲ့ဒီကိုဝင်တဲ့ကိုကယ်ထုတ်နိုင်ဖို့အတွက်ညနေပိုင်းလောက်မှလမ်းကြောင်းရှာပြီးည၈နာရီကျော်မှအပြင်ရောက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါရယ်။တရုတ်နိုင်ငံကလာတဲ့ကယ်ဆယ်ရေးအဖွဲ့အနေနဲ့လူအားသာမကငွေရပါတုံးကကယ်ဆယ်ရေးလုပ်နေတာလို့လည်းဒေသခံတွေကပြောပါရယ်။လူအင်အားဆက်ရင်အားစသဖြင့်အစုံပလုံရှယ်ပလန်နဲ့ကူညီတာကိုမနိုင်တာတရုတ်အဖွဲ့ရဲ့ငွေအင်အားတောင်းနှင်းချက်ကလေလိုအပ်တာမှတ်သမျှနောက်ကနေဝယ်လာပြီးဖြစ်ပေးတာ။ဘာလို့လဲလို့ပြောလိုက်ရင်ခဏဆိုရောက်လာပြီး ထိုးတက်တဲ့နိုင်ငံကလာလို့လားမသိဘူးသူတို့တရုတ်ဖွဲ့တွေက safety whistle အပြည့်ဝင်နိုင်ကြပေမဲ့ဒီကလူတွေကတော့တချို့ဆိုဖနှက်ဆိုလဲရိုးရိုးဖနှက်လက်အိတ်မပါအိုးထုပ်မပါပဲလုံနေကြတာများပြီးတခုခုဖြစ်မှာစိုးရိမ်နေတာလို့ဒေသခံတူကပြောပါတယ်စကိုင်းမီလာမှာပိတ်မိနေသူတွေကအသက်ရှင်ကျန်နေတဲ့သူတွေကိုဦးစားပေးကယ်ထုတ်နိုင်ဖို့စ조사နေတယ်လို့ဆိုပါတယ်တရုတ်ကယ်ဆယ်ရေးအဖွဲ့နဲ့တရုတ် Romanian Rescue ကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်းပြီးမန္တလေးမြို့စကိုင်းပီလာကွန်ဒိုမှာပိတ်မိနေသူတွေကိုကယ်ဆယ်ရေးလှုပ်ဆောင်ရမှာမလ31ရက်မနက်ပိုင်းထိ၄ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကသတင်းထုတ်ပြန်ပါတယ်။ကယ်တင်နိုင်သူတွေဟာကွန်ဒိုထဲနိုင်60ကျော်ကြာမြုပ်နေတဲ့အသက်9နှစ်အရွယ်ကလေးတဦးကိုဝင်ဆောင်အမျိုးသမီးတဦးနဲ့အသက်29နှစ်အရွယ်အမျိုးသမီးတို့ဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်မန္တလေးမြို့ Grey Wall Hotel မှာပိတ်မိနေတဲ့ အမျိုးသမီးတဦးကိုလည်းကယ်တင်နိုင်ခဲ့တယ်လို့တရုတ်တန်ယုံကဆိုပါတယ်။မလ28ရက်ကစကိုင်းမြို့အနီးဗဟိုပြုကနှုတ်ခတ်ခဲ့တဲ့9.8 Richter scale အဆင့်ရှိရဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းမန္တလေးနေပြည်တော်ပဲခူးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာလန်ဒရာဖျားစီတီသာသနာနီကအဆောက်အုံအိုးအိမ်အဆောက်အုံအများအပြားပြိုကျပျက်စီးခဲ့ပြီးသိဆုံးသူထောင်ထဲချီရှိသလိုဒဏ်ရသူနဲ့ပျောက်ဆုံးသူတွေလည်းတောင်းထဲချီရှိနေပါတယ် ဆောင်စုကစတကြကုညီကဲစဲမလုံနိုင်ပဲမလ30ရက်ကစလို့မန္တလေးမြို့ကငလင်ဘေးတဲ့လူတွေကိုတရုတ်ဟောင်ကောင်နဲ့အိန္ဒိယနိုင်ငံကဲစဲအဖွဲ့တွေကကုညီကဲစဲလုပ်ငန်းတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်